နေပြီးတော့ねဒါ -10 ကျော်လောက်ပဲဝေးတဲ့နေရာမှာအဲ3နိုင်ကျော်စစ်စစ်လုတ်ခဲ့တာတော့မှပဲတက်ဖွဲ့တွေကိုဘာမှပြန်လာမလုံးနိုင်တဲ့နေသားပေါ့เนาะလာပါမင်္ဂလာသတင်းကောင်းနေရှိပါလေပေါ့နော်အဲ့ဒါဒါနေပြီးတော့ပေါ့နော်အဲနေပြီးတော့မကဒါကပ္ပစ73က ဘုံမူဖြိုးမင်းကျော်အဲတက်ကြအောင်စွန်နိုင်ဒုတိယထွန်းပြေဆုံးဒီအဖွဲ့တွေကိုဖမ်းမိတယ်ဗောနော်ဖမ်းမိတာမှာဒါနေပြီးတော့ဩဒရာတီရီမြို့နယ်လမ်းမိုက်တနေရာမှာဖမ်းမိတာအဲ့ဒါကနေပြီးတော့နဲ့20 -20 ကျော်ဗောနော်25ပတ်ချာလဲလောက်ပဲဝေးတဲ့နေရာဗောနော်အဲ့နေရာမှာတက်ဖွဲ့တွေကစစ်စေးရေးလုတ်တာစစ်စေးရေးလုတ်ရင်းနဲ့မှာဖမ်းမိတာဗောနော်ဖမ်းမိတာအဲစစ်စေးလုတ်တဲ့အချိန်က3နာရီကျော်ကြာတယ်ပြောပြောကြတာတော့3နိုင်ကျော်အဲ့နေရာမှာလောမနေပြီးတော့ ਨੇ ဒါ -10 ကျော်လောက်ပဲဝေးတဲ့နေရာမှာ ဲ3နိုင်ကျော်စစ်စေးလုတ်ခဲ့တာတော့မှပဲတပ်ဖွဲ့တွေကိုဘာမှပြန်လာမလုပ်နိုင်တဲ့နေသားပေါ့နော်အဲပြီးတော့ကျတော့အဲ့လိုဖမ်းမိရချိန်မှာအဲ့ဒီပုံမှုတွေအဲ့ဒီဟိုဒုတိယချက်တွေတက်ချက်တွေစီကနေပြီးတော့သိန်း2000အဲတန်ဖိုးရှိတဲ့ဆက်ဒါပစ္စည်းတွေပေါ့နော်အဲဥစားရည်လည်းရရှိတယ်အဲဒါအများကြီးပဲပေါ့နော်အကျိုးမြတ်ရလိုက်တဲ့ဟာတွေရှိတယ်အဓိကတော့တည်င်းရယူနိုင်မှုအဲ့လိုတည်င်းရယူဖို့အတွက်ကိုဒါဖျဲသီးတွေရဲ့အဲပြောပြချက်ပေါ့နော်ပြီးတော့ဒီဖျဲသီးတွေ ਨੇ ဆက်သွယ်ရတဲ့ဟာကို ကောင်းမွန်စွာပေါ့နော်လုံးဝအကျိုးမြတ်ရှိအောင်လုံးဝအကောင်အထည်ပေါ်သွားတဲ့ဟာရမိုက်တယ်မိုက်တယ်ဒါဒီကောင်နေရဲ့တိတ်ခါအစလုံးဝကြဆင်းပြီးရင်ထုတ်ပြန်ကြလဲကြိုက်တယ်အဲ့ဒါပါလဲဆိုတော့အဲအဲ့လိုမျိုးစစ်စစ်မြဲမြဲပြီးတော့ဖန်စီရရှိပြီးတဲ့အချိန်မှာစစ်တပ်ကလိုက်ပြီးတိုက်ခိုက်လို့အဲခုနသုံးယောက်လုံးရှုံးအဲဒါမရှူတော့ဘူးပေါ့နော်အဲအဲ့ဒါမိုက်တယ်မိုက်တယ်ဆိုတာဒါအလုံးတိတိမာပါပေါ့နော်တိမာပါဒါပေမဲ့အဲ့လိုပေါ့စစ်တပ်ကလိုက်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာစစ်တပ်ကပြစ်ခတ်လို့တည်တယ်ဆိုပြီးတော့သတင်းထုတ်ပြန်ထားတယ် ဲ့ဟာလည်းကောင်းတယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့တို့အချင်းချင်းပြန်ပြီးတော့ဖြင်းတဲ့ပုံစံမျိုးဖြစ်တာဗောလေနော်အဲ့ဒါလည်းသဘောကျတယ်ပြီးတော့ဒါတက်တင်တရင်ပေးတာတွေရထိရောက်မှုအဲ့ဒါတော်တော်မိုက်တယ်ဗျာဟိုအဲ့လိုမျိုးဟာကိုကျွန်တော်တို့ဒီထက်ပို့ပြီးတော့အဲကောင်းမွန်အောင်ဗောနော်ကျေပြတ်အောင်ကျွန်တော်တို့စူးစမ်းတင်အဲဘာဖြစ်လို့လဲဆိုတော့လုံးဝအထဲထဲမှာကသူကလည်းသူပြိုကွဲနေရရှိတယ်ပြီးတော့ကျတော့စစ်တပ်ကိုမကြိုက်တော့တဲ့စစ်သားတွေရှိတယ်ဗောနော်မြောက်လိုက်စစ်သားတွေရှိတယ် အဲအဲ့လိုအဖွဲတွေကအတွင်းထဲမှာနေပြီးတော့ခုနလိုအတိအကျသတင်းတွေပေးတဲ့အခါအကောင့်ထဲအတိအကျဖော်နိုင်တယ်ကျိုးမြတ်ရတယ်ဗျာလိုက်ပြီးတော့ထူးတလဲလိုက်ပြီးစုံစမ်းစရာမလိုဘဲနဲ့ပေါ့နော်စီမံချက်ကိုတေချာဆွဲပြီးတော့ကျိုးမြတ်များရအောင်လှုပ်ဆောင်နိုင်တဲ့ဟာတွေဖြစ်ဖို့လိုလာပြီပေါ့နော်အဲ့တော့အဲ့ဥစ္စာအပိုင်းတွေမှာကျွန်တော်အဲပို့ပြီးတော့တိုးပြီးတော့လှုပ်ဆောင်နိုင်ဖို့ဒါကောင်းတယ်ပေါ့နော်အဲ့လိုလှုပ်ဆောင်နိုင်ဖို့ပို့လိုအပ်တယ်ပြီးတော့အဲ့ဒီဟာနေပြီးတော့ပစ္စည်းတွေတင်းစီရမိတဲ့ပစ္စည်းတွေထဲမှာကျွန်တော်ကြည့်လိုက်တော့ notebook တွေပါတယ်ပြီးရင်ဖုန်းတွေဆိုမနေဘူး အဲ့ဒီကနေမှဒါကျွန်တော်ထပ်ပြီးအချက်လက်တွေထပ်ပြီးသိနိုင်တာရှိသေးတယ်ပေါ့နော်ရှိသေးတော့အကျိုးမြတ်ကပြောရရင်လက်ငင်းရလိုက်တဲ့ပမာဏတန်ဖိုးတွေထက်ဆိုင် နောက်ထပ်အဲအချက်လက်တွေအားစရတာဖြစ်တဲ့အတွက်ပေါ့နော်နောက်ထပ်လုံးမဲ့အကောင့်တွေပေါ်ရမဲ့ အဲလုပ်ငန်းတွေမှာစာဒါတွားပြီးတော့အထောက်အကူပြုလာမျိုးပေါ့အဲကြောင့်အဲဥစ္စာကြီးကလည်းမိုက်တယ်ပြီးတော့ထုတ်ပြန်ချက်တွေမိုက်လာတယ်ကျွန်တော်တို့သဘောကျထုတ်ပြန်ချက်တွေအခုလိုမျိုးထုတ်ပြန်တာကောင်းတယ်ပေါ့နော်အဲပြီးတော့ကျတော့ဒါခုနအဲဘုံမူဖြုံးမင်းကျော်ဖြုံးမင်းကျော်ပေါ့နော်ဖြုံးမင်းကျော်နဲ့ဒီ၃ယောက်ပေါ့နော်သူတို့မိမမျောနေမှာဆိုလို့ဒါအလိုက်တည်နေတော်လည်းတပ်ဖွဲ့တွေကအခုလိုမျိုးသတင်းဌာနတွေကိုသတင်းတွေပေးပို့တဲ့အတွက်လည်းဂျေစုတင်တယ်ပေါ့နော်သူမိသားစုတွေလည်းဂျေစုတင်နေမှာပါပေါ့နော်အဲ့တော့ဒါက အဲတက်ဖွဲ့တွေကလုံနိုင်စွမ်းပေါ့နော်လုံနိုင်စွမ်းပြီးရင်ဟိုဘက်ကကောင်တွေရဲ့ဘယ်လောက်ထိညံ့ဖျင်းသလဲပေါ့နော်သူတို့ရဲ့စွမ်းရည်တွေဘယ်လောက်ထိညံ့ဖျင်းသလဲဆိုတာကိုဖော်ထုတ်လိုက်နိုင်တဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်တယ်နောက်တစ်ခုကတော့ဒါကျွန်တော်သိရတဲ့သတင်းပေါ့နော်အဲ့ဒါကတော့ဒါနမခမှာပေါ့နော်အင်အားတွေစုဖွဲ့နေတယ်ဒီနမခအတိုင်းမုံရွာပေါ့နော်မုံရွာမှာအင်အားတွေစုဖွဲ့နေတယ်အဲလာတဲ့လမ်းကြောင်းတွေဆိုလဲဒါချောင်းဘက်ကဆိုလဲတောက်လျှောက်လာတယ် အဲပြီးရင်33ပေါ့နော်ခွန်ခွန်အဖွဲတွေလည်းပါနိုင်တယ်ဆိုပြီးတော့သိရတယ်အဲအဲ့လိုပုံစံမျိုးနဲ့တို့အင်အားတွေဖြည့်တင်းတယ်ဖြည့်တင်းတဲ့ဟာမှာမှဒါကားတွေဆိုရင်အစည်းရေတော်တော်များများရှိတယ်ပေါ့နော်အင်အားယာကနန်းကြော်ကြော်လောက်ထိယာကနန်းအဲယာကြီးပိုင်းလောက်ထိရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲပြီးတော့ဒီတန်ပြားကကားတွေအဲပြီးရင်ဂျမားအဲဂျမားကိုကောင်းကောင်းမွန်တက်ဆင်ထားတဲ့ကားမျိုးတွေအဲ့လိုကားမျိုးတွေအားစပါတယ်အဲပြီးတော့တည်ဆောင်ပြီးတော့သွားတယ် ီးတော့ပြည်သူတွေရဲ့ကားတွေကိုတားပြီးတော့အဲသူတို့ရဲ့သွာလာရေးအတွက်အသုံးပြုတယ်ဆိုတဲ့ဟာကြီးလည်းသိရတယ်အဲပြီးတော့ဒါအဝင်အထွက်တော်တော်များများကိုပေါ့နော်လုံနေတာရှိတယ်အဲစုဖွဲ့နေတာရှိတယ်ပြီးတော့ကြတော့ဖြည့်တင်းနေတာရှိတယ်ပေါ့နော်အဲ့ဒါနမခတွေမှာလုံနေတာဒီမုံရွာထဲမှာဖြစ်နေတာပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးလှုပ်လာပြီဆိုတဲ့ဟာကရည်ရွယ်ချက်ကဘာလဲဆိုတော့တဲ့သူကကတောင်စုကူပို့မယ်ပြီးရင်အင်းတော်ကိုပြန်ယူမယ်ဆိုပြီးတော့သိရတယ်။ဒါဒါကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကတော့တီဗီသားဖြစ်တယ်ပေါ့နော် အဲ့ဒီဘက်ကကောင်တွေကတော့အဲ့လိုမျိုးပြင်ဆင်နေတာမျိုးတွေရှိတယ်အဲ့ပြီးတော့ဒီဥစ္စာကိုစိုးဝင်းကိုယ်တိုင်ဦးစီးခိုင်းတယ်ဆိုပြီးတော့လည်းထက်သိရတယ်ပေါ့နော်အဲ့ကျတော့ကျွန်တော်ကတော့ဂျင်းနဲ့တယ်စိုးဝင်းဦးစီးပြီဆိုရင်အဲ့ဆက်စင်ကြီးကကြာရှုံးပြီပေါ့နော်စိုးဝင်းမှမဟုတ်ဘူးဘယ်ကောင်မဲ့ဦးစီးဦးစီးပေါ့နော်အခုလက်ရှိအချိန်ကြီးကဒီကောင်နေပြန်ပြီးတော့အေးတာဖို့ဆိုတာလုံးဝဖြစ်ကုန်မှဖြစ်နိုင်တော့ဘူးအဲ့ပြီးတော့အာရထားပါတယ်ဆိုတဲ့နေရာတွေကလည်းပြန်ပေးမယ်ဆိုတဲ့စိတ်နဲ့တိုက်ထားတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ဒလိုင်းတက်ဖွဲ့တွေကတော့ အဲဂျိုတင်ပြင်ဆင်ပြီးတော့လုံးတင်လုံးထိုက်တာတွေလုံးထားလိုက်မယ်လို့ကျွန်တော်တို့ကယုံကြည်တယ်။ပြီးတော့အဲခုနကလိုပေါ့နော်တစ်ဖက်ကနေပြန်တွေးကြည့်မယ်ဆိုရင်ရှေ့မှာပေးလှူထားတဲ့အလှူတွေနဲ့တွေအာမရလို့အခုနောက်ကနေထပ်ပြီးတော့လိုက်ပြီးတော့လှူခိုင်းတယ်လို့ပဲကျွန်တော်တို့မြင်တယ်ပေါ့နော်။နောက်တစ်ခုကတော့ဒါခွန်ခွန်တို့ဘာလို့ထပ်ပြီးတော့ပါလာတယ်ဆိုတဲ့ဟာမျိုးသိရဖြစ်တဲ့အတွက်အဓိကတော့သူကအဲ ဒီအရှိမပါဗောနော်ဒီအင်းတော်မှာဖြစ်သွားရဖြစ်စင်မှာခုံခွားအဖွဲတွေကအများကြီးပါလာ哦အဲ့တော့ကျတော့အဲ့လိုမျိုးအဖွဲတွေပဲနောက်ထပ်ထပ်ပြီးတော့လွတ်တယ်ဆိုရင်ကသူကလက်စားပြန်ချီအောင်လို့ဆိုရဲရည်ရချက်မျိုးတွေပါနေတယ်ဗောနော်အဲ့အဲ့လိုမျိုးဖြစ်စင်တွေကရှေ့မှာအဲ့လိုရှိခဲ့ဘူးလေအချို့တက်ရင်တွေကဒါဆစ်စင်နေမြေတစ်ခုမှာတော်တော်လေးအထိနာသွားတဲ့ဖြစ်စင်တွေဖြစ်တဲ့အခါသွားအဲ့အဲ့သူရဲ့တက်မအောက်လောက်ခံပေါ့နော်သူရဲ့တက်မလောက်ခံတခြားတက်တွေကနေပြီးတော့အဲ့ခွင်ကိုသူတို့ကိုပို့ပေးပါပေါ့နော်သူတို့အဲ့တက်တွေအတွက်ပြန်ပြီးတော့ လက်စားချေခြင်းပါလေဆိုပြီးတော့စစ်စင်ကြီးကိုတောင်းတဲ့အဖွဲ့တွေကျွန်တော်ရှိမှာကြားခဲ့ဘူးလေရှိခဲ့ဘူးလေပေါ့နော်အဲကြအခုလဲအဲ့လိုပုံစံမျိုးတွေဖမ်းလာပြီပေါ့နော်အဲ့လိုပုံစံမျိုးတွေအဲ့လိုအကွက်မျိုးတွေလှုပ်လာတယ်တွေ့ရတယ်ဒါပေမဲ့ဖြစ်နိုင်တာကတော့ခုနကျွန်တော်ပြောသလိုပေါ့နောက်ကနေလိုက်ပြီးတော့ထပ်ပြီးတော့ဒါအာယာပါယာထက်လုံမဲ့အဖွဲ့တွေလို့ပဲကျွန်တော်တော့ယူဆရတယ်ပေါ့နော်ပြီးတော့ဒါဆက်သွေးရေးဆက်အသုံးပြုတဲ့အပိုင်းတွေမှာတော်တော်လေးသတိထားရတော့မယ်လို့ကျွန်တော်တော့ယူဆရတယ်ဘာလို့လဲဆိုတော့ဒီဆက်သွေးရေးရဲ့ဒီနေရာပေါ့နော်ဆက်သွေးရေးဆက်ရဲ့ဒီနေရာမျိုးတွေကိုဒီကောင်းနေရအောင်လုပ်ပြီးတော့ အဲ့အဲ့နေရာမျိုးတွေကိုဘုံကျဲတိုက်ခိုက်တာတွေ drone နဲ့တက်ပြီးတော့ဘုံကျဲတာမျိုးတွေပြီးတော့ paramotor နဲ့တက်ပြီးတော့ဘုံကျဲတာမျိုးတွေဒါမျိုးပုံစံမျိုးတွေကိုစီမံနေတယ်ဆိုပြီးတော့သိရတယ်ဗောနော်အဲ့တော့ကျွန်တော်တက်ဖွဲ့တွေဆက်သွေးရေးဆက်အသုံးပြုတဲ့အခါမှာအရင်ထပ်ပို့ပြီးတော့လုံခြုံမှုရှိတဲ့ဆက်သွေးရေးဆက်မျိုးတွေအဲဒါမှမဟုတ်လေအဲလိုအပ်တဲ့အခါမှာဒါပြောတဲ့ပုံစံမျိုးလေးတွေကျွန်တော်တို့လုတ်စေခြင်းနဲ့ အဲအဲ့ဒါကဒါကိုကဗေနီယာသွားသွားဆက်သွယ်ရေးဆက်ကိုယူသွားတယ်ဟေ့ဆိုရင်အဲ့နေရာတွေမှာပါလိုက်ပြီးတော့ဒုက္ခဖြစ်နေတဲ့အနေအထားမျိုးတွေမြင်လာနေရတယ်ဗောနော်ပြီးတော့ဒါဆက်သွယ်ရေးအထိုင်ဆက်ရှိတဲ့နေရာမျိုးတွေတီနေရာတွေအတိအကျရအောင်လို့ဆိုပြီးတော့သူတို့တွေလုံနေတဲ့ပုံစံမျိုးတွေကျွန်တော်ကြားသိရတယ်ဒါတွေကကျွန်တော်တက်ဖွဲ့တွေသတိထားရမယ့်အရာတွေဖြစ်တယ်ဗောနော်အဲ့လိုမျိုးဟာတွေကိုနဘခမှာအခုအင်အားတွေစုဖွဲ့တယ်စကူစစ်အင်အားတွေပို့တယ်အဲပြီးတော့ကြတော့စီမံချက်တွေဆွဲတယ်ပြီးတော့အင်းတော်ဒါမြို့သိမ်းတိုက်ပွဲတုန်းကသူတို့ဆုံရှုံလိုက်ရတဲ့နေမြေဖြစ်တဲ့အတွက်ပေါ့နော်အဲဥစ္စာကိုပြန်ပြီးယူမယ်ဆိုပြီးတော့သိရတယ် ဲ့ဒါကဘာလဲဆိုစစ်တုံမန်းဗိုလ်မှူးချုပ်တကောင်ကိုလွှတ်လိုက်တဲ့အကျိုးဒီနာမခတိုင်းမှုပေါ့နော်စစ်တုံမန်းဖြစ်သွားတဲ့နာမခတိုင်းမှုအခုအိုက်ကောင်ပြန်ခန့်တာပေါ့နော်အခုအိုက်ကောင်ကအဲဥစ္စာတွေကိုထက်ပြီးတော့လှုပ်ဆောင်နေတယ်ဆိုတဲ့ဟာကိုမြင်ရတာပေါ့ဗျာအဲ့တော့အဲဥစ္စာကဒါကျွန်တော်နောက်ဆိုစဉ်းစားဆင်ခြင်ရမယ့်အရာတစ်ခုဖြစ်လာတာပေါ့နော်ပြီးတော့အဲ့လိုမျိုးဒါဒီစင်ရရပို့နေတာပေါ့နော်နာမခါကိုစင်ရရပို့တယ်ပို့တဲ့အချိန်မှာဒီချောင်းဦးတို့ဘာလို့ညာဘက်ကနေလာတဲ့နေရာရှိတာပေါ့ရှိတော့အဲ့လိုနေရာမျိုးတွေမှာဒါမုံရွာကနေပြီးတော့နာမခါကိုထွက်လာတဲ့ ဒီစစ်တပ်ရဲ့ရင်နှန်းပေါ့နော်တပ်မ33စစ်တပ်ရဲ့အဲဒီရင်နှန်းကိုသူကလုံခြုံရေးယူပြရလန်ကင်းယူပြရတဲ့အဖွဲ့ရှိတယ်လန်လုံခြုံရေးယူရတာပေါ့နော်အဲ့လိုအဖွဲ့တွေကိုတော်လိုင်းတပ်ဖွဲ့တွေကစီနင်းတိုက်ခိုက်လို့ဒါစစ်သား5ဦးတည်တယ်3ဦးအပြင်းထန်ဒဏ်ရာရတယ်ပေါ့နော်အဲ့တော့သူတို့ကဖြစ်စင်နေရဟိုဟာဗျမ်းမာတွေဖြစ်နေရပေါ့နော်ခုနရင်တန်းသွားလို့ရအောင်သူကလုံခြုံရေးယူပေးရတာခုနတက်ဖွဲ့တိုက်ခံရတဲ့တက်ဖွဲ့ရအဲ့ရင်တန်းကောင်းအောင်မွန်သွားလို့ရအောင်အဲ့နေကင်းကင်းသွားလို့ရအောင်အဲ့လမ်းကြောင်းတစ်လျှောက်မှာသူကကင်းယူပေးရတာ ဒါပေမဲ့အဲ့ကင်းယူပေးတဲ့ကောင်အရင်တိုက်ခံနေရတယ်။အဲ့တော့ကျတော့စစ်တပ်ကဘလောက်ဒီအခြေအနေဆိုးနေလဲဆိုတာကိုဒီပြစ်စင်တွေကနေပြီးပြောပြနေတယ်ပေါ့နော်။အဲ့တော့အဲ့အဲ့လိုမျိုးကောင်တွေစောင့်ပါလေဆိုတဲ့အဲ့လိုမျိုးကောင်တွေလုံကျွေးယူပါလေဆိုတဲ့လမ်းကိုစိတ်ချလက်ချနဲ့သွားနိုင်တဲ့ခုနစစ်ရင်နန်းတွေကိုလည်းအန်အလုံးမစုံဘူးပေါ့နော်။အဲ့တော့ကျတော့ဒါနောက်ထပ်အောင်ပွဲတွေထက်လာဖို့ရှိတယ်။နောက်ထပ်သတင်းကောင်းတွေထက်ကြားရဖို့ရှိတယ်ပေါ့နော်။အခုလဲကြားနေရတာပဲဒါသတင်းကောင်းတွေကတော့ချောက်ရှိတယ်ပေါ့နော်။အခုလဲဒါငပဲမြို့နယ်ဒါ ဒီငဖဲမြို့နယ်တွေမှာတိုက်ပွဲတွေပေါ့နော်တိုက်ပွဲပေါင်း23ကြိမ်ဖြစ်ပွားတယ်အဲ့ထဲမှာဗိုလ်မှူးတရားအောင်အပါဝင်စစ်သား63ဦးတေဆုံးနေပေါ့နော်နေ့စဉ်နဲ့မြတ်တေဆုံးနေတဲ့အခြေအတွေတွေကအများကြီးပဲအဲ့ဟာကိုစုပေါင်းလိုက်တဲ့အခါမှာဒါဇန်နဝါရီလကနေပြီးတော့ဒါအီဗီလာအတွင်းကိုမှဒါ63ယောက်တေဆုံးနေဆိုပြီးတော့သိရတယ်ပြီးတော့ဗိုလ်ကြီးအောင်ငင်းချန်းပြီးရင်ဗိုလ်ကြီးတင်ကိုထက်အဲအဲ့ဥစားတယ်စစ်တုံးပါ အိုက်ကောင်နေအပါဝင်စစ်တုံမှန်၁၈ဦးဖမ်းမိတယ်ဆိုပြီးတော့ PI မကွေးရနေပြီးတော့သိရတယ်ပေါ့နော်ထုတ်ပြန်ထားတယ်ပေါ့နော်အဲ့ဒါတွေကလည်းတကယ်အားရစရာကောင်းတယ်ဒါပေမဲ့တခုရှိရာကျောင်းကဒီခုနလိုဘိုကြီးလောက်ဘိုမူးလောက်အဆင့်တွေကိုရင်မခုန်တတ်တော့ဘူးပေါ့နော်အဓိကတော့အိုက်ထက်ကြီးကြီးမားမားဖြစ်တဲ့ကောင်မျိုးတွေကပဲအခုရက်ထဲမှာကျွန်တော်တို့အတွက်ရင်ကုန်စရာစိတ်လှုပ်ရှားစရာတွေကိုပေးစွမ်းနိုင်နေတယ်ပေါ့နော်အဲဟိုစလောကဆိုလည်းခုန်ခုန်တတ်မှမူးအရှင်ဖမ်းမိတယ်အဲအခုလည်းဒါ viewer မူးအသေးဖမ်းစီရမိတယ်ပေါ့နော်အဲဘလိုပဲဖြစ်ဖြစ်အဲ့လိုအကောင်ကြီးကြီးမျိုးတွေအခုနောက်ပိုင်းမှာခက်စိတ်စိတ် အဲတော်လိုင်းတက်ဖွဲ့တွေစီကိုဒူးထောက်လာရတာကိုမြင်တွေ့နေရတာကလည်းကျွန်တော်တို့တော်လိုင်းရဲ့အတက်စရာအဲတည်င်းကောင်းနေလို့ပဲကျွန်တော်ပြောမှာပေါ့နော်အဲကြတော့တော်လိုင်းတက်ဖွဲ့တွေအနေနဲ့အဲစစ်တပ်ရဲ့လှုပ်ရှားသွားလာမှုတွေကိုအမြဲမျက်ခြေမပြတ်စောင့်ကြည့်ဖို့လည်းရည်ကြည်တယ်ပြီးတော့အခုနောက်ပိုင်းဆိုရင်စစ်တပ်ကအခု drone အသုံးပြုမှုတွေမှာတော်တော်လေးကိုအဲတိတိကျကျပုံစံမျိုးတွေသူတို့တုံးလိုက်တုံးလာနိုင်နေပေါ့နော်ပြီးတော့ကြတော့ဒီတင်ဆောင်နိုင်တဲ့ပမာဏဆိုလဲဒါ120ဘုံသီးပေါ့နော်အဲ့တော့ မာဏရှိတဲ့ဘုံဒီမျိုးကို၃လေးလုံးအထိတင်နိုင်တဲ့ drone မျိုးတွေကစာအဲတုံးဆွဲလာနေတာတွေကိုတွေ့ရတယ်ပြီးတော့တိကျမှုဆိုလည်းအရင်ထက်ပိုပြီးတော့တိကျလာတာတွေ့ရတယ်ပြီးတော့ကန့်သက်ချက်ဆိုလည်းသူကဒါနေခင်းဘက်မှာသာမကညဘက်မှာတော့မှဒါလှုပ်ရှားနိုင်တဲ့ပြင်းမှတ်ကိုဒါပြစ်ခတ်နိုင်တဲ့ကျဲချနိုင်တဲ့ အဲဆွမ်းဆောင်ရင်မြစ် drone မျိုးတွေကိုသူတို့သုံးနေတယ်ဆိုတဲ့ဟာကိုလည်းဒါကျွန်တော်သိရတယ်ဗောနော်အဲတော့ဘလိုပဲဖြစ်ဖြစ်ရန်သူကိုကျွန်တော်တို့အထင်သေးလို့မရဘူးအောင်ပွဲတွေကတော့အများကြီးရနေတယ်ဒါပေမဲ့ရန်သူအထင်ကြီးဖို့ပြောတာလည်းမဟုတ်ဘူးဗောနော်အဓိကတော့ကျွန်တော်ကစစ်တိုက်နေတာဖြစ်တဲ့အတွက်အသက်တွေနဲ့ရင်းပြီးတော့ချနေကြရတာအဲတော့じゃအဲ့အသက်တွေကအရန်တန်ဖို့ရှိပါတယ်စစ်ခွေးဘက်ကကောင်းနေဘလောက်ပဲတည်တည်ကျွန်တော် ဟိုမှာဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ထိခိုက်တံရရသွားတာကိုတော့မှပဲကျွန်တော်ပြည်သူတွေကမလိုလားဘူးပေါ့နော်အဲတော့ကျတော့ရန်သူရဲ့ဒါနေစဉ်နဲ့မြပြောင်းလဲလာတဲ့ဒါစင်နီဗျူဝါတွေအဲပြီးရင်ဤပညာတွေဒါတွေကိုလည်းမျက်ခြေပြန်ပြဆောင်ကြည့်ဖို့ရေးကြည့်လာတယ်အဲ့လိုပဲကျွန်တော်တပ်ဖွဲ့အနေနဲ့လည်းနေစဉ်နဲ့မြတိုးတက်ပြောင်းလဲလာဖို့အတွက်ကိုစူးစမ်းနေတဲ့ဟာတွေကိုလည်းစဉ်းစားမပြတ်ပေါ့နော်လုံဆောင်နိုင်ဖို့ရေးကြည့်ပါတယ်ပြီးတော့ကျတော့အဲဒီတပ်ဖွဲ့တွေဒီလိုလုံနိုင်ဖို့အတွက်ကိုပြည်သူတွေအထောက်ပံ့ကလည်းအရင်ရေးကြည့်ရဲဆိုတာကိုဒီနေ့ကနေပြောချင်ပါတယ်ဗျအလုံးမဲ့ကျေးဇူးတင်ပါတယ်